NG K တို့အတက်များဖြစ်နေမလားအဲ့လိုတော့ခံစားရပါလို့ရှင့် concept မိနေတာပေါ့နော်အဲ့လိုပြောချင်တာပါဟုတ် JK ကဆိုလို့ရှိရင်ဒီ Miss Grand မြန်မာဖြစ်ကြတဲ့ JK ကအမြဲတမ်းကိုကိုကိုပြင်ဆင်ခြင်းသုံးသက်တယ်ပြီးတော့အခါအမြဲတမ်းကြိုးစားနေတယ်ပေါ့နော်။အမအကိုရဲ့လိုအပ်တဲ့ဟာတွေကို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 ဆင်ခြင်ပြီးတော့အဖြစ်စီရမယ့်နေရာတွေမှာ JK အတက်နိုင်ဆုံးအများကြီးကြိုးစားပြီးတော့ဖြစ်စီထားပါတယ်။အဲအကြောင်းမလို့အခု JK တို့ International Stage သွားတဲ့အချိန်မှာဆိုလို့ရှိရင်လည်းဆက်ပြီးတော့ကြိုးစားဖို့ပဲရှိပါတယ်ရှင်။ဟုတ်။ဟုတ်အ JK ရဲ့ International ပထမဆုံးပွဲ ဆိုပေမဲ့ JK က stage ကိုတအားနှစ်သက်တယ်ပေါ့နော်အဲဖြစ်တဲ့အတွက်ကြောင့် international stage မှာရတယ်ဆိုကြရဲ JK ကတော့ opportunity တခုလိုပဲမြင်ပါတယ်အဲဖြစ်တဲ့အတွက်ကြောင့်လည်း JK ခုအမှသွားဖို့ရန်အတွက်တအား excited ဖြစ်နေပါတယ် talent performance ကလည်းအကုန်လုံး JK ရအများကြီးစူးစမ်းထားတဲ့ဟာတွေရှိရပေါ့နော်ဒါလေးကတော့ surprise တိုင်းမှာဖြစ်ပါတယ်ရှင်။အဲကိုချင်တဲ့ဟာဖြစ်မလားဗောဟုတ် JK တို့ရဲ့ national costume ဆိုလို့ရှိရင် JK တို့မြန်မာနိုင်ငံမှာရှိတဲ့လုံးဝအဆက်အမန်အမွေအနှစ်ပေါ့ကွယ်အအရိုးရာတွေကတခုကိုပဲ JK တို့ယူပြီးတော့ခြားပြတော့မှဖြစ်ပါတယ်တက်နိုင်လို့ရှိရင်အကုန်လုံးခြားပြချင်တယ်ပေါ့ဒါပေမဲ့လည်းအခု JK တို့ကတစ်နှစ်မှာတစ်ယောက်ပဲခြားပြခွင့်ရတဲ့အချိန်မှာအဲ့ဒီလုံးဝအဲ JK နဲ့လည်းနည်းနည်းအဆက်တဲ့အလေးကိုခြားပြတော့မှဖြစ်ပါတယ်ရှင့်ဟုတ်ဒါလေးကတော့ JK တို့ရဲ့ ် organization ဆရာ Maran Singh တို့နဲ့ JK တို့ပူးပေါင်းပြီးတော့လုပ်တာဖြစ်တဲ့အတွက်ကြောင့် JK အဲ့ဒီအပိုင်းကိုတော့မသိဘူးပေါ့နော် JK ရဲ့အပိုင်းကတော့ JK ကြိုးစားမယ် catwalk လုပ်မယ် interview private interview တွေမှာဘယ်လိုဖြေမယ်ဒါလေးတွေကို JK အချိန်ပြည့် mentally your physically your လေ့ကျင့်နေတာဖြစ်ပါတယ် JK တို့ကဒီ performance ကြွရဲဆိုတာချက်ကိုယ့်ရဲ့ NC ကိုလုံးဝပေါ်အောင်ပြရဲဆိုလို့ရှိရင်ဒါအောင်မြင်တယ်လို့ JK ကတော့ယူဆရဲအဲ့ဖြစ်တဲ့အတွက်ကြောင့် JK တို့ကဒီကိုယ့်ရဲ့ NC နဲ့ light ဖက်အောင်အများကြီးလုပ်သွားမှာဖြစ်ပါတယ်ရှက်ခေါ JK ကတော့ ော့အမြဲတမ်းအများကြီးစူးစမ်းရတာကိုနှစ်သက်တယ်ပြီးတော့လည်းအခု JK တို့မြန်မာစားမှာဆိုလို့ရှိရင်လည်းအမြဲတမ်း JK ကသူရဲ့ concept နဲ့ alike တွားရတာကိုကြိုက်တယ် message လေးတွေပေးချင်တယ်အဲ့ဒါကတော့ JK လုတ်ချင်တဲ့အရာတစ်ခုဖြစ်ပါတယ်ပေါ့ဒီ JK ကတော့ခုဒီခုနပြောခဲ့တဲ့အတိုင်းပဲပေါ့နော် public awareness တို့ဒီ meaning meaningful entertainment ပေါ့ကွယ်အဲ့ဒါပေးရတာတအားသဘောကျရတယ်ဒါလေးကို JK ဆက်ပြီးတော့လုပ်သားမှာဖြစ်ပါတယ်ဒါလေးကတော့ JK ရဲ့အားသာချက်ဖြစ်ပါတယ် ဒီခေတ်ကိုအမေတို့အဖေတို့အများကြီး support ပေးရပေါ့နော်အဲဖြစ်တဲ့အတွက်ကြောင့်မိမိတို့လည်းကျေးဇူးတင်ပါတယ်အခုအပါမယ်ဆိုတော့ JK ကပို့ပြီးတော့100%အရှိလာတာပေါ့နော်အဲ့လိုတော့ရှိပါတယ်ဒီနေ့တောင်စနေပြီပေါ့နော်ပထမနေ့ရဲ့အဲ့ရဖြစ်တဲ့အတွက်ကြောင့် JK ကဒီလိုအရင်ခုန်နေဆိုတာကလုံးဝပျော်နေတာပေါ့နော် ဘာဘယ်လိုမျိုး experience တွေရမလဲ JK တို့ရဲ့ miss တဲ့ဆိုလို့ရှိရင်တော့အဲဘယ်သူနဲ့အခန်းပေါ်ပြချတော့မလဲဆိုတာဒါအရင်ကစိတ်လှုပ်ရှားနေပါတယ်ဟုတ်ကွာတော့ JK ရဲ့ပကုန်းပေါ်မှာမြန်မာနိုင်ငံတစ်ခုလုံးကိုထမ်းပြီးတော့ represent လုပ်ရတာဖြစ်တဲ့အတွက်ကြောင့်အဲတာဝန်လဲပိုကြီးတယ်လို့ JK ကတော့ opportunity တစ်ခုလို့လည်းမြင်တယ်အဲဖြစ်တဲ့အတွက်ကြောင့် JK အများကြီးဆက်ပြီးတော့စူးစမ်းတော့မှာဖြစ်ပါတယ်ရှင့်အဲပရိသတ်ကိုကတော့ JK ပြောချင်တာကတော့ JK ဘက်ကနေပြီးတော့အများကြီး 調査ထားတာဖြစ်တဲ့အတွက်ကြောင့်ဆက်ပြီးတော့လည်း調査มาဖြစ်တဲ့အတွက်ကြောင့်ဒါလေးကိုတော့လုံးဝစိတ်ချလို့ရပါတယ်ရှင်ဟုတ်ဒီခု GK တို့ရဲ့ဒီ Miss Grand International ဟာဆိုလို့ရှိရင်ဒီသူရဲ့ team ကို spy team entertainment team ဖြစ်နေတော့ GK လည်းအဲ့ဒီမတိုင်ခင်တော့မြန်မာ star မှာဆိုလို့ရှိရင်အများကြီးသွားခဲ့တယ်ပေါ့နော်အဲ့ဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ကတော့ GK တို့အတက်များဖြစ်နေမလားအဲ့လိုတော့ခံစားရပါတယ်ရှင် concept မိနေတာပေါ့နော်အဲ့လိုပြောချင်တာပါဟုတ်

not just entertainment. We're gonna give something meaningful to the stage. So I hope everybody would also watch every step that we take and may God bless this journey and also everyone who support us. Thank you so much. Hello everyone. I'm JK Sophia, your Miss Grand Myanmar 2025. Thank you. Jay! ကလည်းရဲမတူအောင်ပေါ့နော်ခင်းထွက်နေရဲ့အာဂန်ကိုပန်းလေးကြီးလည်းကန်ဆောင်ထားတဲ့ကြောင့်မို့သူကအကောင်းဆုံးကိုလည်းညှော်လေးနေရသူကလည်းအကောင်းဆုံးညှော်လေးနေရဖြစ်တဲ့ကြောင့်မို့အကောင်းဆုံးစူးစမ်းခဲ့ပါညီမလေးသူအကောင်းဆုံးပြင်ဆင်ထားတယ်ပြီးတော့သူကအဆက်မရကျင့်သုံးနေတာသူဖြစ်တဲ့အတွက်ကြောင့်မို့သူကတော့သူ့ရဲ့ပွဲတယ်လေးကဘာမှမရှိဘူးတကယ်တော့သူ့ဘဝရဲ့ဒီတဲ့အခြေအနေပဲအားပေးတော့မှာပါဒါဆိုအများကြီးကြောက်ကြည့်ထားပါတယ်။ကျေးဇူးတင်ပါတယ်။ ခါလို့ဆိုင်ခါလို့ဆောင်းမင်းဆောင်းမင်းအဲ့ကဲကဲပါဒီမှာဒီမှာတော့လုံးဝကိုရီးယားတော့အမြင့်ဆုံးဆိုရဲနေရာတစ်ခုတော့လူတိုင်းမျှော်မှန်းနေပါတော့သူလည်းအကောင်းဆုံးစူးစမ်းထားရတဲ့အကြောင်းလို့အကောင်းဆုံးပဲဖြစ်အောင်ပါ တော့ဟိုလေးပြောလိုက်တာတိတ်တိတ်ကအဲကိုလိုက်ကတူတာအကောင်းဆုံးအမေကတော့နေတူတာပြတ်တော့အကောင်းဆုံးတော့နိုင်တယ်ဘာလို့လဲဒီကေရဲ့ဒူးစားအထုံးမှုရဲ့တွေ့ရတဲ့လက်မျိုးကိုအပြည့်အဝရုပ်ကြည့်ရတဲ့ကြောင့်မဟုတ်ဂျင်းလေးကုန်နေအများကြီးလဲမျောလင့်ထားတယ်အမြင်နဲ့လဲအပိနေတယ်လို့ထင်ရတယ်ပြီးတော့